စန်တီကာဇော်လာကအသက်40အရွယ်မှာသူ့ရဲ့ငယ်ဘဝကလပ် Real Oviedo ကိုလာလီဂါကိုတန်းပြန်တက်နိုင်အောင်ကူညီပေးခဲ့တယ်။ကာဇော်လာအနေနဲ့လာစာကိုအ ਨੇ ဆုံးပမာဏပဲယူတယ်။အင်ဂျီရောင်းရငွေတွေကိုအသင်းရဲ့လူငယ်စက်တာကိုပြန်ပြီးတော့ပေးတယ်။အသင်းရဲ့တန်းတက်တဲ့ခရီးမှာလည်းဂိုးတွေနဲ့အတူပါဝင်တည်ပိုးခဲ့တယ်။ပြောမယ်ဆိုရင်နှစ်ပေါင်းများစွာဝေးကွာနေတဲ့ Oviedo ရဲ့ La Liga အိမ်မက်ကိုအသက်သွင်းပေးခဲ့တာလည်းဖြစ်တယ်။ကာဇော်လာကဒါကစားသမားဘဝကအနားယူရမယ်အထိသူ့ရဲ့ ပန်းချန်ထဲမှာခလေးနေဘောလုံးကန်နိုင်တော့ကောင်းတော်ပြီဆိုတဲ့အနေထားပေါ့နော်အဲ့လောက်ထိဆိုးရွားတဲ့တန်ရာကိုရရှိခဲ့ပြီးတော့အဲ့ဒီအနေထားကနေဒါပြန်လာခဲ့တာအဲ့တော့ဒီသူ့ရဲ့ပြန်လာတဲ့ခရီးပြီးတော့ဒီ real ovi ကိုကူညီပေးခဲ့မှုကတော့တကယ့်ကို remarkable story တစ်ခုဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ video ကနေကဇော်လာရဲ့ဒီတန်ရာဖြတ်သန်းမှုခရီးရှည်ကိုကျွန်တော်နေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ားလုံးမင်္ဂလာပါစီတူ opinio ကနေကြိုဆိုလိုက်ပါတယ် OV တို့တန်းပြန်တက်လာပြီအဲ့တော့ပွဲလဲကျွန်တော်တို့မကြည့်ပါဘူးဟောဒီတောက်လျှောက် second die ရဲ့ပွဲတွေတပွဲမှမကြည့်ဘူးပေါ့ highlight တော့ပြန်ကြည့်တာပေါ့လေအဲ့တော့ဒီ castle live သတင်းကိုကျွန်တော်တို့အားလုံးစောင့်နေတာပေါ့ပြီးခဲ့တဲ့ shot တွေတက်ခတာ emeria နဲ့ပွဲတွေကဒါသူ castle live ရဲ့ goal တွေပါဝင်ခဲ့တယ်ပေါ့နော်အခုဒါနောက်ဆုံးပွဲမှာလဲ veranda အသင်းကိုသူအနေနဲ့ဒါနိုင်ယူခဲ့တယ်ပေါ့နော်အဲ့တော့တန်းပြန်တက်လာပြီအဲ့တော့ castle live ကကျွန်တော်တို့ပြည်သက်တွေချစ်ကြတယ်ခါသမားဒါပေမဲ့ तू မလဲပတ်သက်လာရင်မိနေကြတယ်သူမဟုတ်အနည်းငယ်လေးကွယ်ပြောင်းနေတဲ့အပိုင်းရှိတယ်အဲသူကရက်ပေါင်း600ကျော်ပေါ်လို့မကစားခဲ့ဘူးအဲ့တော့2015မှာရရှိတဲ့ဒဏ်ရာ2018လောက်ထိကိုသူအနားယူခဲ့ရတယ်အဲ့တော့ဒီဒဏ်ရာကြီးကအင်မတန်ကြီးမားတယ်ပြီးတော့ဒီသူ့ရဲ့ဆရာအောင်လေးကပြောတယ်ပေါ့နော်မိဘလုံးကံပုံမပြောနဲ့ကလေးနဲ့ပန်းချန်ထဲမှာကစားနိုင်တော့တော်တော်ကောင်းနေပြီတာမန်လူကောင်းပကတိပြန်ဖြစ်တော့ကောင်းနေပြီလို့ပြောခဲ့ဒါအပြင်ခြေထောက်ဖြတ်ထုတ်လိုက်ရနိုင်တဲ့အခြေအနေအထိပြင်းထန်ခဲ့တယ် တန်ရာတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒီတန်ရာကိုအသက်30ကျော်အရွယ်မှာရရှိခဲ့တယ်အဲ့ဒီတန်ရာကနေသူပြန်လာပြီးတော့ဒါဗီလာရီရဲ့အသင်းနဲ့ခြေစွမ်းနဲ့တောက်လျှောက်ပြတယ်လာလီဂါရဲ့ဒီအင်မတန်မြင့်တဲ့ခြေစွမ်းပြီးရင်နူးခန့်ကွင်းတဲ့ကသူ့ကို standing ovation လုပ်ပေးရတဲ့ခြေစွမ်းနဲ့သူပြသခဲ့တယ် ပြီးတော့ Villarreal ပြီးတော့သူ asset သွားတယ် asset ကနေအခုသူကစားသမားဘဝအနားယူရမယ့်အချိန်မှာ Rio Oviedo ကိုလာပြီးတော့ကစားပြီးတော့သူရဲ့ငယ်ဘဝကလပ်ပေါ့နော် share တချို့ကိုလည်းသူဝယ်ယူထားတယ်လာစာကိုလည်းဒီ club ရဲ့ဖြစ်နိုင်ခြေရှိရတဲ့ကအနိုင်ဆုံးပါဆက်ကိုပဲသူယူတယ်သူကအလကားကစားပေးဖို့အတွက်ကန့်လန့်တာဒါပေမဲ့လည်းစီမံစီကံနေရအဲ့လိုလုံးလို့မရတဲ့အတွက်ဖြစ်နိုင်ချေအ ਨੇ ဆုံးကိုသူယူပြီးတော့ကန်ပေးခဲ့တယ်။သူမိမကလည်းသူ့ကိုဒါတောက်လျှောက်ထောက်ခံပေးတဲ့မိမဖြစ်ခဲ့တယ်ဗောနော။အဲ့တော့အဲ့အခြေအနေကနေအခု ီတန်းတက်တဲ့ခကြီးကိုသူကတဲပိုးခဲ့တယ်မနစ်ကတည်းကဒါတောက်လျှောက်ကစားနေတာဗောနော်အဲ့တော့ကျွန်တော်ရှင်းမှာဝန်ခံခဲ့သလိုပဲကျွန်တော်လက်စီကွန်ဒါတော့မကြည့်ဒါပေမဲ့လည်းသတင်းတွေကတော့အမြဲတမ်းမပြတ်ဖတ်နေရတာဗောအဲ့တော့ဖတ်နေရတဲ့အချိန်မှာတော့ဒီ OVA တို့အသင်းရဲ့ story ကဒါကျွန်တော်ခေါင်းထဲကိုဝင်လာတယ်ခေါင်းထဲကိုဝင်လာတဲ့အချိန်မှာပဲကျွန်တော်ဒီကဇော်လာရဲ့တန်ရာဖြတ်သန်းမှုအကြောင်းကိုဒါ level မှာလည်းစောင်းပါအတူလေးရေးပြီးတော့တိတ်အားမရအောင်အတူလေးဗောနော်ဒါ form ဖြည့်ပေးရတာဗောလေလိုအပ်တဲ့အချိန်မှာ form ဖြည့်ပေးရတဲ့အတူလေးဗောအဲ့တော့တကယ်တော့အများကြီးပြောကြရရှိတယ်ဒီကစားသမားကသူ့ကစားသမားဘဝတစ်လျှောက်မှာ ာတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းနိုင်တယ်ပြည့်နေနေရဲဒါမဲ့ထားပါတော့အဲ့ပြည့်နေနေတဲ့အကြောင်းပြောလို့ချင်းမဟုတ်ဘူးအခုကဒန်းရအကြောင်းကိုပဲပြောမှာပေါ့နော်အဲ့တော့အဲ့ခုနကျွန်တော်ပြောခဲ့သလိုပဲခြေလောက်ဖြစ်ဖြစ်လိုက်ရနိုင်တဲ့အထိဆိုးရွားတဲ့ဒန်းရကြီးကိုသူကရခဲ့တာအဲ့တော့သူ့လက်မှာဒီတက်တူးရှိတယ်သူ့သမီးလေးနာမည်ထိုးထားတာပေါ့နော်အဲ့တော့အဲ့တက်တူးကအခုဆိုရင်တရားကြည့်မယ်ဆိုရင်ပြက်နေတာကိုတွေ့ရတယ်မှာဘာဖြစ်လို့လဲဆိုတော့သူအဲ့ဒီလက်ကအသားတွေကိုခြေလောက်မှာပြန်ပြီးတော့အစားထိုးသွားလို့ပေါ့နော်အဲ့တော့သူကအဲ့ဒီ2005မှာတောက်လျှောက်ရခဲ့တဲ့ဒန်းရတွေက ပထမဦးဆုံးရတဲ့တန်ရာဒူးတန်ရာဒူးတန်ရာကိုသူရက်60 80လောက်နားလိုက်ကြလေဒူးတန်ရာရတယ်ပြီးတော့တခေါက်ကျော်တန်ရာရတယ်ပြီးတော့တခေါက်ကျော်အယွတ်အဲတခေါက်ကျော်မဟုတ်ဘူးဒီ ankle ပေါ့နော်ဒီချစ်ချင်းဝတ်တန်ရာရတယ်ပြီးတော့ချစ်ချင်းဝတ်အယွတ်ဆုပ်ပြဲတန်ရာရတယ်ပြီးတော့ဒီ achilles တန်တော့ achilles ဆိုအခြေဖနှောင်းပေါ့လေ achilles တန်တော့ဆုပ်ပြဲတန်ရာရတယ်အဲ့တော့အင်မတန်မှကြောက်ဖို့ကောင်းတဲ့တန်ရာကြီး အဲကျွန်တော်တို့ပုံမှန်အားဖြင့်နားလည်မှုအရာဆိုရင်တော့ဒူးတန်ရာတွေအရင်ကြောက်ဖို့ကောင်းတယ်ခြေတော်ကျူးရာကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကက်ဆိုလာရခဲ့တဲ့တန်ရာကပိုပြီးတော့ကြောက်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ခြေပြားမှရှိနေလို့အဲ့တော့ဒါကြီးကခြေပြားမရှိဘဲနဲ့ကျွန်တော်တို့ဘယ်လိုမျိုးရက်တည်မလဲဘယ်လိုမျိုးလေ့ကျင့်ခန်းတွေလုပ်မလဲဘယ်လိုမျိုးတခြားသော activities တွေလုပ်မလဲပေါ့နော်အဲ့တော့ကက်ဆိုလာဟာအဲ့ဒီပါတန်ရာရရှိခဲ့တာဖြစ်တယ်အဲ့တော့ဒီအလွန်ကြီးမားတဲ့ bacteria ပြဿနာတွေရင်ဆိုင်ခဲ့ရတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီ Arsenal အသင်းရဲ့ Ludogorets ပွဲစဉ်နောက်ပိုင်းမှာသူနားလိုက်ကြတယ်နားလိုက်တဲ့အခါမှာ အာဆင်နယ်ဆရာဝန်နဲ့သူ့ကိုကုတာတယ်ဗောနော်ကုတာခွဲစိတ်မှုတွေကိုဒါနှစ်လကျော်လောက်တိအမျိုးစုံပြုတ်လုတယ်အမျိုးစုံပြုတ်လုတဲ့အခါမှာလည်းပြဿနာရဲ့ရင်းမြစ်ကိုသူတို့မတွေ့ဘူးအဲ့တော့သူတို့ကဒီ antibiotics တွေပေးတယ်စိတ်တွေထိုးပေးတယ်ဗောနော်ဒါပေမဲ့ပြဿနာကအဲ့ bacteria လိုက်စားနေရဲ့ပြဿနာကိုသူတို့ရှာမတွေ့ဘူး က်တီးရီးယားပင်သားမှရှိမှာမသိဘူးအဲ့ဘက်တီးရီးယားကြီးကတောက်လျှောက်ဒီတစ်ခါကြောရဲ့အရွတ်ကိုစားနေတာပေါ့နော်ဒါကကျွန်တော်ပြောတာမဟုတ်ဘူးကတ်ဆိုလာကိုယ်တိုင်ပြောပြတာပေါ့လေအဲ့တော့ကတ်ဆိုလာပြောပြတာကအနည်းငယ်တောင်လန့်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဘက်တီးရီးယားကြီးစားနေတာဘယ်လောက်ထိစားသွားလဲဆိုတော့10စင်တီမီတာအထိစားသွားတယ်ဆိုပြီးတော့ဒါတည်ရတယ်ပေါ့နော်အဲ့တော့အိတ်တန်တွန်နေဒီအရွတ်တွေကိုချေဒီချေချင်းဝဲအရွတ်တွေပြီးတော့ဒီဘနောက်ကျော်အရွတ်တွေကိုစားနေတာပေါ့နော်စားနေတဲ့ဟာကြီးကကြောက်ဖို့ကောင်းပြီးတော့ ဟိုအဲ့ဒီပြဿနာကိုအာဆင်နယ်ကဆရာဝန်တွေကမသိခဲ့ဘူးမသိခဲ့ပဲနဲ့သူတို့ကဒီတောက်လျှောက်ကုတော့ကုသနဲ့ခွဲစိတ်မှုတွေလုပ်တယ်ကုသမှုတွေလုပ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနည်းနည်းလေးနေလိုက်တာနဲ့ဒီကက်ဆိုလာရဲ့ချုပ်ရိုးတွေကပြန်ပြီးအရေတွေထွက်သူပြောတာကရဲလို liquid ဆိုပြီးတော့ပြောပြတယ်ဘောနအဝါရောင်အရေတွေထွက်တယ်ဘာအရေလဲဆိုတော့ကျွန်တော်လည်းဆရာဝန်မဟုတ်တော့မသိပါဘူးဒါပေမဲ့သူပြောပြတဲ့အတိုင်းပြောပြအဲ့လိုမျိုးတွေထွက်ခဲ့တယ်ပြီးတော့ချုပ်ရိုးတွေကအများနဲ့ပြန်ပြန်ပြီးထွက်နေတယ်ဒီဒီတစ်ချိန်လုံးဝါစီဝါစီနဲ့ဟာပြေဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးကက်ဆိုလာက ြောပြခဲ့တယ်ဗောနော်အဲ့တော့ပြီးတော့ဒီကဆော်လာကလည်းတော်တော်စိတ်ညစ်နေတယ်ဒါပေမဲ့ဒီအချိန်မှာအင်မတန်ကောင်းမွန်တာကအာဆင်ဗင်ကအာဆင်ဗင်ကကအဲ့တန်ရာကြီးရှိနေတာကို operation မတိုင်ခင်မှာကဆော်လာကိုစာချုပ်တစ်ချုပ်ပေးခဲ့တယ်အင်မတန်မှဒါသဘောကောင်းတဲ့လှုပ်ရက်အဲပြောမှဆိုရင်အာဆင်ဗင်ကတော့ဘလောက်တောင်ကောင်းလဲဆိုတဲ့ဒီ gesture တွေကျွန်တော်တို့မြင်နိုင်တယ်ဗောနော်အဲ့တော့တမင်ဝင်ချုပ်ပေးခဲ့တာပုံမှန်အားဖြင့်ဆိုရင်အဆင်ဝင်ကားမှမဟုတ်ဘူးဆိုရင်ဒါကဆော်လာအဲ့စာချုပ်ရမှာမဟုတ်ဒါပေမဲ့အဲ့လိုချုပ်ပေးခဲ့တယ်ကုလည်းကုတာပေးခဲ့တယ်ဒါပေမဲ့လည်းပြဿနာက ီအင်္ဂလန်ကဆရာဝန်တွေရဲ့ဒီဒဏ်ရာကိုသုံးသက်တာမှားနေရပေါ့နော်သုံးသက်မှားနေတဲ့အခါမှာဒီကက်ဆိုလာကသူစပိန်ကိုပြန်တယ်ဗီတိုရီယာကိုပြန်တယ်ဒါဘတ်စ်ဒေတာကမြို့ပေါ့နော်အဲ့မှာသူဒီစမ်းသက်ကြည့်တဲ့အခါမှာတော့စပိန်ကဆရာဝန်တွေကသူ့ကိုအမှန်ကန်ဆုံးနီးလန်ကိုတွေ့ခဲ့တယ်သူ့အနေနဲ့ဒီ6လောက်တွေကိုတောက်လျှောက်ဒီဖျဲထုတ်ပြီးတော့အဲ့ဗီတိုရီယာကိုလိုက်ရှာရတယ်လို့ဆိုပြီးတော့သူကပြောပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီစီးဘတ်ဆိုင်ရာလုပ်ငန်းစဉ်တွေတော့မသိဘူးပေါ့နော်အဲ့တော့ဒါမဲ့6လောက်ကြီးကိုဒီတော်တော်ကြီးကိုခွဲစိတ်ထုတ်ပြီးတော့အဲ့ဗီတိုရီယာကိုလိုက်ရှာတယ်သူ့ ဒါကျွန်တော်နေနေတာစာဖတ်မှုရနားလေရတယ်ဗောလေအဲ့တော့အဲ့ဒီအခြေအနေကနေမှဒီတန်တွန်ထဲမှာဒီ6စင်တီမီတာလောက်ရောက်တဲ့အခြေအနေမှာဘက်တီးရီးယားပြဿနာကိုစပြီးတော့တွေ့တယ်ဘက်တီးရီးယားအဲ့ဒီကပွားနေတာဖြစ်တယ်ဒါပေမဲ့အာဆင်နယ်အသင်းကဆရာဝန်တွေကအဲ့ဒါကိုမသိဘူးမသိဘဲနဲ့သူတို့ကတခြားသောဒီလက်နေနဲ့ကုသနေတယ်ဗောနော်ပြောမယ်ဆိုရင်တော့အပေါ်ယန်ဆန်နဲ့ဒီလက်နေနဲ့ကုသနေရောဂါကပိုတော့မဆိုးလာဘူးဒါပေမဲ့လည်းတိုင်ပတ်နေတဲ့အခြေအနေအဲ့တော့ဂက်ဆိုလာကနောက်ပိုင်းမှာတော့သူ့အနေနဲ့ဒါ Spain Journalist လို့သူပြောပြတယ် စိတ်ပြက်လက်ပြက်နေပေါ့နော်တကယ်လို့ဒါအာဆင်နယ်ဆရာဝန်တွေကဒီအရာကိုသိခဲ့မယ်ဆိုရင်သူ့ဘယ်ရတလောက်ဆိုးမှာမဟုတ်ဘူးကာဆိုလာကဘယ်လောက်ထိဆိုးတကယ်ဆိုရင်6လောက်ထိဖြတ်ပြရနိုင်တဲ့အခြေအနေတွေဖြစ်ခဲ့တယ်စပိန်ကဆရာဝန်တွေတော့ပြောတာမင်းဘောလုံးကစားဖို့ဆိုတာဂျာကန်တော့အင်မတန်နည်းရလို့ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းအခြေအနေကောင်းလာတဲ့အချိန်မှာတော့စပိန်ကဆရာဝန်တွေကကာဆိုလာဒီဘောလုံးကစားနိုင်ဖို့အတွက်အကောင်းဆုံးကူညီပေးခဲ့တယ်နောက်ဆုံးမှာတော့ဒီတ िश ူးနဲ့တန်တွန်နဲ့ဒီဖုံးမိသွားတယ်ပေါ့နော်ဖုံးမိသွားတဲ့အခြေအနေဒီပုံမှန်လိုမျိုးဒီပြန်ပြီးတော့ဒီ ကျွန်တော်တို့အနာတစ်ခုပြောသွားရင်အနာဖေးတွေပြန်ပေါ်လာပြီပုံမှန်လိုအခြေအနေပြန်ဖြစ်သွားသလိုမျိုးပဲသူ့ရဲ့အနာတွေသူ့ရဲ့ဒဏ်ရာတွေကလည်းအဲ့လိုမျိုးတစ်ဖြစ်ဖြစ်နဲ့ပြန်ဖြစ်လာတယ်အဲ့ဒီလိုဖြစ်တဲ့အထိ recovery time ကိုသူတို့စောင့်ပါတယ်ပေါ့နော် recovery time ကိုစောင့်ပြီးတော့လုံနေရင်လည်းပြန်ပြန်ပြီးတော့ဒီ step back step back ပြန်ဖြစ်သွားလာရင်လည်းအများကြီးရှိတယ်အဲ့တော့ အဲ့လိုခရီးရှည်ကြီးကိုသူ့အနေနဲ့ကြော်ဖြတ်ခဲ့တာတော်တော်ကြီးကိုအံ့အသင့်မကောင်းလဲပြီးတော့ဒီသူပုံမှန်ခြေစွမ်းပြန်ပြခဲ့တယ်ဗောနော်အဲ့တန်ရာကပြန်လာတဲ့အချိန်မှာကာဆိုလာကဒါဗီလာရီရဲ့အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းနေပြကျွန်တော်တို့အားလုံးလည်းမှတ်မိပါပါအဲကျွန်တော်လည်းအဲ့ဆောင်းပါရေးခဲ့တော့အဲ့ဆောင်းပါတော့ငါကြတော့ဒါဘာစီလိုနာအသင်းကိုအဝေးကနဲ့ကန်ချက်ဂိုးသွင်းလိုက်တာတော့ဒါ standing ovation လုပ်ပြီးတော့ဒါဟိုသူ့ကိုလူစားလဲတဲ့အချိန်မှာ standing ovation ခံနောင်းကဝိုင်းပြီးတော့ဂုံပြူကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြန်ဖြစ်တယ်ပြီးတော့ဒီ Spain level စီအသင်းမှာပြန်ရွေးချယ်ခံရတယ်တကယ်ကို ဒီ remarkable camp ပေါ့နော်ဒီပန်းချန်ထဲမှာကစားဖို့တော့မဖြစ်နိုင်တော့ဘူးလို့တွေးထားတဲ့အချိန်တွေကနေပုံမှန်ခြေစွမ်းတွေပြန်ဖြစ်တယ်ဒါအခုအသက်40ဒီကန်နေဘယ်လောက်တော့အံ့အသင့်ဖို့ကောင်းလဲပေါ့နော်အဲ့တော့ဒီ gazola rehit oviedo ကိုဒီလိုမျိုးနောက်တစ်ဆင့်တင်ပေးနိုင်အောင်လည်းမဟုတ်ပဲနဲ့သူ့ရဲ့ပင်ကိုယ်ထဲမှာရှိနေတဲ့ comeback ဒီအငွေ့အသက်ကြီးကိုကတာကြောက်ဖို့လန့်ဖို့ကောင်းပြီးတော့တကယ်ကိုဒါအတိမတ်ပြူရမယ်ကျွန်တော်အနေနဲ့လည်းဒါကိုဖတ်လိုက်တိုင်းမှာအမြဲတမ်းဒီပြန်ပြီးတော့စိတ်ရတက်ကြွမှုဖြစ်တယ် resilience ကိုလည်းခံစားရတယ်ပေါ့နော်တန်ရာတွေကိုကြော်ဖြတ်ရခြင်းက immediate မှာ အာဒီခက်ခဲတယ်ပြီးတော့ lonely face ပေါ့နော်တယောက်တည်းအဲ့ recovery face တွေကိုရင်ဆိုင်နေရတဲ့အခါမှာအင်မတန်ကြီးကြံမှုကောင်းတယ်အဲ့တော့ဒီအကြောင်းကကြတော့ကျွန်တော်ဒီ and andre gomez ရဲ့ခြေတော်ကျိုးတန်ရာကိုသူပြန်ကူးတာတော့ဒီအဲ့အကြောင်းကျွန်တော်စောင်းမရေးတော့အဲ့အကြောင်းနေဒါ andre gomez ပြောတာသူ့ရဲ့ဆရာအောင်နေပြောတဲ့အကြောင်းကျွန်တော်တရားဖတ်ဘူးတယ်ပေါ့နော်အဲ့တော့အဲ့ loneliness ကအရန်ဆိုးတာပြီးတော့ကစားသမားနေနေတဲ့ဒီပေါ့နော်ဆရာအောင်နေခိုင်းလာတဲ့အတိုင်းမဟုတ်ပဲနေဒီကျွန်တော်တို့ ပါဇက်ခေါ်ဆိုရှာရှည်တာပေါ့ဗျာတောင်းလို့မြောက်လို့လုတ်တယ်ပေါ့ပါဆိုရင်ဒါဘတ်စကတ်ဘောတွေပဲကစားလိုက်တာမျိုးပူဆိုးရတဲ့တန်ရအဲ့လိုချင်းအဲ့တော့တောင်းလို့မြောက်လို့လုတ်တာတို့ငငိနေခိုင်းမနေတာတို့အဲ့လိုပုံစံမျိုးတွေရှိတယ်ပေါ့နော်အန်ဒရီဂိုမတ်စ်ကတော့သူ့အနေနဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုသွားပြီးတရားထိုင်တာတွေပါလေလုတ်ပြီးတီးသက် rehabilitation အခြေအနေကိုသူပြန်ကုသခဲ့တယ်ကက်ဆော်လာကလည်းလုံးဝတီးသက်ကုသကုသပြီးတော့သူ့အနေနဲ့ပြန်ပြီးတော့အဲ့ဒီမြခင်စိတ်နေတဲ့ကိုဒါပြန်တက်လာတယ်အလုံးအမတ်ရနေမှာကတော့ villarie အတင်းရသူ့ကိုကစားသမားမိတ်ဆက်ဘူးပေါ့နော်အဲ့ဒီတံငွေနဲ့ ဒီရှိနေတဲ့ဖန်ပေါင်းချောင်ကြီးရထွက်လာတာကဆိုလာကအဲ့တော့ဒီသူတို့ရဲ့ presentation နဲ့မှာကြာတော့ဒီမော်ဆရာပေါ့နော်အဲမျက်လဲမျက်လဲပေါ့နော်မျက်လဲဆရာပေါ့ magician magician အနေနဲ့သူဒီထုတ်ပြခဲ့ပြီးတော့အဲ့လိုမျိုးထွက်လာတာပေါ့နော်ဒါကတော့အားလုံးလည်းသိကြမှာပါဒီဥစ္စာကတော့ထူးဆန်းတာပေါ့ဒါပေမဲ့လည်းတကယ်တမ်းသူ့ကိုအဲ့လို magic ကဒီကုသပေးလိုက်တယ်လို့တော့ပြောလို့ရတဲ့အထိသူပြန်လာခဲ့တယ်သူရဲ့စိတ်သက်ဒီ resilience ပြောရမှုပဲကျွန်တော်တို့တွေ့တာ remarkable story တခုဖြစ်တယ်အင်မတန်မှသဘောကျဖို့ကောင်းတယ်ဗောနော်ပြီးတော့ဒီကျွန်တော်ခုနတင်ပြခဲ့သွားခဲ့သလိုအာဆင်ဝင်းကားရဲ့ကုညီပေးမှုလည်းဒါအရန်ကိုကောင်းခဲ့တဲ့အာဆင်နဲ့အသင်းကလည်းဒါနှုတ်ထွေးမှုတော့ရှိပေမဲ့နောက်ဆုံးအချိန်တွေမှာတော့သူ့ကိုစာရုပ်သက်တမ်းမတိုးခဲ့ဘူးပြပြခါခါပဲပြပြခါခါပဲဒါဆွန့်လွတ်တက်တဲ့အချိန်မှာဖီလာရီရဲ့သူပြောင်းသွားတယ်ဗောနော်အဲဒီအကြောင်းလည်းကျွန်တော်ပြောတာမဟုတ်ပါဘူးကဆော်လာပြောတာပဲအဲ့တော့ကဆော်လာမှာထူးဆန်းလာတာတော့ကျွန်တော်တို့ကကာဆိုလာလို့တင်ကြတယ်ကျွန်တော်လည်းစာရေးရင်တော့ကာဆိုလာလို့ပဲရေးရမှာဘာလို့လဲဆိုတော့ဒီအရာကဒါ textbook ပြင်နေပြီဗောနော်ဒါပေမဲ့တကယ်တမ်းကျတော့ ကာဆိုလာမဟုတ်ပါဘူးကဆောလာပါ C A Z O R L A တကယ်တော့ C A Z O R L A လို့ကျွန်တော်တို့ထင်ကြတယ်ကာဆိုလာဆိုပြီးတော့ဘာလို့လဲဆိုတော့ဆိုလာဆိုတဲ့နာမည်ကိုကျွန်တော်တို့ကရင်းသီးကြတော့အဲ့တော့အဲ့လိုကာဆိုလာလို့ထင်ကြတကယ်တော့မဟုတ်ဘူးဟိုတိုဒီဘိုတိုဘီဒိုလို့ကျွန်တော်တို့မြင်တယ်လို့ပဲပေါ့လေအဲ့တော့အဲ့လိုမျိုးဒါကကျွန်တော်ရဲ့အမှားပေါ့နော်စမြင်တဲ့အချိန်မှာကျွန်တော်ရဲ့အမှားတခြားသောဒီမိတ်ဆွေအနေနဲ့လည်းအဲ့လိုမျိုးဒီကိုရဲ့ foreign language တကူကိုမြင်တဲ့အချိန်မှာအဲ့လိုအမားတွေရရှိကြလိမ့်မယ်ပေါ့နော်ဒါကတော့ meta thesis လို့ခေါ်တယ်အဲ့တော့ အဲဒီကဇော်လာကလည်းအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်နောက်ပိုင်းမှလာကျွန်တော်ကဇော်လာဆိုပြီးတော့ဒါအဲ English လူမျိုးဒါပြောတာမြန်မာလူပြောရင်ကျွန်တော်ကာဇိုလာလို့ပဲဒါအခုချိန်ထိရေးနေတော့မယ်ပေါ့နော်အဲ့လိုလည်းရေးရမှာပဲဒါကာဇော်လာဆိုဘယ်သူမှသိမှာမဟုတ်ဘူးအဲ့တော့ကာဇော်လာရဲ့ဒီ story လေးကတော်တော်လေးကိုလှတဲ့အခုချိန်မှာတော့သူဒါအသင်းကိုပြန်ရောက်လာတယ်ပေါ့နော် Real Ovie သူကသူ့ရဲ့ Meeking Club ပြီးခင်ကလပ်မှာသူတောက်လျှောက်ချေစွမ်းပြရတဲ့ဒါအယ်မရီယန်ရဲ့ပွဲမှာဆိုသူ free kick ကိုသွင်းသွားဘယ်ချင်းနဲ့သွင်းသွားအားလုံးလည်းသိပါတယ်ဒီကစားလုံးမှာခြေတော်နှစ်ဖက်စလုံးတန်တယ်ပေါ့နော် free kick ကိုဒီဘက်ကဆိုဘယ်နဲ့တင်တယ်ဒီဘက်ကဆိုညာနဲ့တင်တယ်ဆိုအာဆင်နယ် free kick တွေကြည်ဘူးလားမကျွန်တော်လည်းဒါကိုအယံသဘောကြတယ်ပေါ့နော်အယံသဘောကြပြီးတော့ဒါ free kick ကိုမှဒါဘယ်နဲ့ကန်သွင်းသွားတာတော်တော်လေးမိုက်တယ်ပေါ့နော် final မှာတော့သူ penalty ကိုညာနဲ့ကန်သွားတာအားလုံးသတိထားမိလိုက်မှာထင်ပါတယ်အဲသူ့ရဲ့ဆိုးရွားရဲ့တန်ရာကတော့ညာခြေတော်မှာရခဲ့တာဖြစ်တယ်အဲ့တော့သူ့ခြေတော်မှာပြောမယ်ဆိုရင်အဲ့ဒီညာခြေတော်ကတန်ရာမှာဒီစာဆိုတစ်ခုရှိရပေါ့နော် ကာဇူလာရဲ့ခြေထောက်မဟုတ်ဘူးကာဇူလာရဲ့လက်တဲ့ကာဇူလာရဲ့ပေါင်နဲ့ဘာလို့ဆိုအဲပေါင်နဲ့လက်တွေကအရာကြီးဒီအသားကြီးကအဲ့မှာအများကြီးထည့်သွင်းထားလို့ပေါ့နော်ဒါကတော့စေးပညာရဲ့လုံတုံးလုံနေအကြသူတို့ကုစားခဲ့တာပေါ့လေအဲ့တော့အဲ့ဒီတန်ရာကြီးကဒီလိုအဝိုင်းအောင်အခြေထွက်နေပြီးတော့ချုပ်ရိုးကြီးကအင်ပလန်ကြီးနေပြီးတော့ချုပ်ရိုးကအလကားနေရင်တစ်ချိန်လုံးပြုတ်နေပြီးတော့အလွန်ဆိုးရွားတဲ့ face တွေအများကြီးကိုဖျက်ဆီးခဲ့ပြီးတော့အခုလိုမျိုးကာဇူလာရဲ့ အဲတကယ်ကိုနတ်သမီးပုံမြင်တစ်ခုကိုဒါရေးရေးထိုးဖို့အတွက်နောက်ွယ်ဇလန်တစ်ခုဖြစ်ပါတယ်အဲ့တော့ Ovidio ရဲ့အောင်ပွဲကိုဒါ Casolai အောင်ပွဲကိုလည်းမိတ်ဆွေတို့ပြိသက်တွေအနေနဲ့လည်းပျော်ရွှင်နေကြမှာထင်ပါတယ်ကျွန်တော်ကတော့ဒီနောက်ွယ်မှာရှိခဲ့တဲ့ဒါဒန်ယာလို့ထချင်း comeback story တစ်ခုကိုတင်ပြပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်လို့ဆွေးနွေးကြတာရှိရင်လည်းကွန်မန့်မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှိရအောင်ပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ